ကဘာမှာရှိတဲ့ဘာသာတရားအလုံးဟာအတ္တကိုအခြေပြုပြီးတော့ဆောင်ရွက်ကြတဲ့ဘာသာတရားတွေရှိပဲအကုန်အတ္တကိုအခြေပြုပြီးတော့ဆောင်ရွက်ကြတဲ့ဘာသာတရားတွေရသော်ဗျာလက်ထက်တော်တို့ကရသော်ဗျာနဲ့ခွတ်ခစ်ပြိုင်ဘာသာတရားတွေကိုဟောပြောတဲ့ပိဋကတ်တော်မှာမှတ်တမ်းတင်ထားတဲ့ တတ္ထုဆိုတဲ့ဆရာကြီးဖြစ်ခ ਾਇ ယူထားတဲ့ပုဂ္ဂိုလ်6ဦးအဲ့ဒီ6ဦးရဲ့ဟောပြောချက်တွေကြည့်မယ်ဆိုရင်အလုံးဟာအတ္တကိုခြေခံဆွဲထားတာဖြစ်အတ္တအစွဲလန်းဟာဓမ္မကြီးမာလို့သူအတ္တအစွဲလန်းကို မကျော်ဖြတ်နိုင်သေးသမျှကာလပတ်လုံးတဏှာဝကလွတ်တယ်ဆိုရက်နိဗ္ဗာန်ဆိုတာကို တကယ်လွတ်မြောက်ခြင်းဆိုတာ final liberation အဲ့ဒါလုံးဝမရနိုင်ဘူးဆိုတာဘုရားမထင်ရှားတယ်။မြတ်စွာဘုရားရဲ့အဆုံးအမခေါ်ပြောချက်တစ်ခုတည်းဒါလဲအတ္တကိုအခြေမခံမဲနဲ့ကံအကြောင်းတန်တရာအကြောင်းနဲ့ဘဝထွမြောက်ရေးမောက္ခဆိုတဲ့ final liberation ကိုခေါ်ပြောနိုင်တာဖြစ်တယ်။အားလုံးဟာ အတ္တရဲ့လွတ်မြောက်မှုတွေကိုလွတ်မြောက်ခြင်းလို့သတ်မှတ်ပြီးတော့ထားတဲ့အရာတွေဒါဖြစ်တယ်ဒီສຸລະတိဟနာရတုတ်တံဘာသာတရားတွေရဲ့လမ်းဆုံးပန်းတိုင်နေဌာနလို့ခေါ်တယ်လုပ်ငန်းပြီးဆုံးမှုဆိုရယ်လမ်းဆုံးပန်းတိုင်ဖော်ပြတဲ့အခါမှာ တခြားဘာသာတရားတွေရဲ့လမ်းဆုံးပန်းတိုင်တွေဟာဗြဟ္မပြည်ဗြဟ္မလောကဆိုတာကိုလမ်းဆုံးပန်းတိုင်ထားတယ်ဆိုတာထင်ရှားသိတာဆိုပါစို့နိဂန္ဓနာတပုတ္တလို့ဘုရားစာပေမှာဖော်ပြတဲ့နိခန္ဓဝါရဒီကနေ့အိန္ဒိယခေတ်မှာထင်ရှားပြီးတော့ အိန္ဒိယနိုင်ငံအများစုကကိုယ်ဝင်နေကြတဲ့ဂျိန်းဘာသာအဲ့ဒီဂျိန်းဘာသာဝင်နေရဲ့ဥတီချက်ကဘာလဲလို့ဆိုရင်သူတို့ခေါ်အနန္တမာနတအနန္တမာနတဆိုရဲအသိဉာဏ်သတ်ပုံဟာသူတို့ရဲ့လမ်းဆုံးပန်းတိုင်ပဲဖြစ်တယ်နော်အဲ့ဒါလို့ဇမဘုံတစ်ခုကိုလမ်းဆုံးပန်းနိုင်ထားပြီးတော့အတ္တအယူဆဲနဲ့ ဘာသာတရားတွေဟာကျင့်သုံးနေကြတာဖြစ်တယ်။ဒီကနေ့ခေတ်မှာရှိတဲ့ဘာသာတွေကိုအနှစ်ချုပ်ကြည့်မယ်ဆိုရင်လည်းကောင်းငင်ဘုံဆိုတာကိုဥတည်ပြီးတော့လမ်းဆုံးပန်းနိုင်ထားပြီးတော့ကျင့်နေကြတာဖြစ်လို့တကယ်လွတ်လပ်မှုဆိုတာရဗုဒ္ဓရဲ့တပ်ပေသင်္ခါရအနေစာဆိုတဲ့စိတ်ဝန်းထဲကလွတ်ကင်းနိုင်တာတခုမှမရှိဘူး။အကြောင်းတရားတွေကပေါင်းစပ်ထားတဲ့ သင်္ခါရတရားမှန်သမျှဟာပျက်စီးခြင်းပဲဆုံးသက်မှာဖြစ်တယ်ပေါ့ all condition things are impermanent ဒီဆုံးမတွင်တင်ချက်ကြီးဟာတမန်အားဖြင့်ကြည့်မယ်ဆိုရင်ဘုရားဘာသာဝင်နေဖို့ကြားနေကြစကားဖြစ်လို့မထူးဆန်းဘူးလို့ထင်ကောင်းတန်လိုက်တယ်သို့သော် သဗ္ဗေသင်္ခါရအိဆာ all condition things are impermanent ဆိုရယ်ဒီစကလုံးလေးကြားလိုက်တာ ਨੇ တတန်းရှိတဲ့မြမဘုံကမြမကြီးတွေဟာတုံနှုတ်ချောက်ချားသွားစေတဲ့စကလုံးတစ်ခုဖြစ်သူတို့ကိုသူတို့ပါမနဲ့နေဆာထာဝရအဖြစ်ယူဆထားတာဖြစ်လို့မြတ်စွာဘုရားကသင်္ခါရတရားမှန်တယ်မြတ်ဘယ်ရာမှမမြဲဘူးဆိုတာကိုထောက်ပြပြီးဟောပြောလိုက်တဲ့အချိန်မှာ အလွန်မြင့်မာတဲ့ဘုန်းတော်ကိုအလွန်ချီးမားကြတဲ့ကံရှင်မြင့်မားကြတဲ့ပြမဘုံကပြမကြီးတွေတောင်းပါပဲတုံလို့ခြောက်ချသွားတယ်ဆိုတာတရားနာရတော့မှာတောတုံတောင်ကိုဆွေးရတဲ့ချင်းသိမင်းဟာအာယူပြီးတော့ဟောင်းလိုက်တဲ့အခါမှာတောထဲမှာရှိတဲ့သရဝါဒီအားလုံးဟာထိတ်လန့်သွားတယ်ဆိုတာလိုပဲရသော်ဘုရားရဲ့တပ္ပိသင်္ခါရအိဋ္ဌာလို့ all condition things are impermanent ဆိုတဲ့စကားလေးကြားလိုက်တာနဲ့တုံလုံးချောက်ချသွားတယ်ဆိုတာဒါဟာမြတ်စွာဘုရားရဲ့အဆုံးအမမှာသူတို့ယူဆထားတဲ့အတ္တကိုအခြေခံတဲ့ဘာသာတရားတစ်ခုရဲ့မမှန်ကန်မှုကိုရင်းရိုင်လှုပ်ရှားသွားစေခြင်းပဲဖြစ်တယ်ပေါ့အဲ့တော့အဘိဓမ္မာဆိုတာဟာအဲ့ဒီအတ္တဆိုတာကိုခြေဖြတ်တဲ့ ပညာရတခုပဲပေါ့အပြိမာသင်ခြင်းအဖြစ်တရဝါဆိုတာမရှိဘူးသာဝရမြဲနေတဲ့ပါမနစ် entity ဆိုတာမရှိဘူးဆိုတာဟာလုံးဝသေချာသွားအပြိမာပညာရကရှင်းလင်းဖော်ပြထားတာဖြစ်တယ်ဒါကြောင့်မလို့နာမရူပပြိစီရိဏ တက္ကယဒိဋ္ဌိယပဟာနံလို့အဓိကအချက်ကအဘိဓမ္မာတရားတော်ဟာနတ်နေ့ယုတ်ကိုခွဲခြားရှင်းလင်းတဲ့အဆုံးအမတစ်ခုပဲဖြစ်တယ်။အဓိကထားပြီးတော့ယုံနဲ့နံကိုခွဲခြားလိုက်ခြင်းအားဖြင့်တရားဆိုတဲ့အယူဆတစ်ခုအတ္တဆိုတဲ့အယူဆတစ်ခုကပျောက်ကင်းသွား ပျောက်ကင်းသွားအောင်လုပ်နိုင်တဲ့ပညာရဒီတစ်ခုပဲရှိတယ်။ analytical knowledge of mind and matter နာမရူပပြိစေရညာအဲ့ဒီနာမရူပပြိစေရညာဟာတက္ကာယဒိဋ္ဌိလို့ခေါ်တဲ့ခန္ဓာ၅ပါးပေါ်မှာယူဆွေးနေတဲ့အတ္တဒိဋ္ဌိတစ်ခုအရင်ကနေပြီးတော့တူးဖြိုပြစ်နိုင်တဲ့အစွမ်းအားရှိတယ်။ဒါကြောင့်မို့အဘိဓမ္မာသင်ယူခြင်းသည်နံယုတ်ကို ကွယ်ကွယ်ပြားပြားသိစေပြီးထွန်းနိုင်ရောက်မှ လွဲ၍တတဝါအတ္တဆိုတာမရှိဘူးဇီဝဆိုတာမရှိဘူးတတ္တတင်ညာပျောက်ကွယ်သွားပြီးတော့တဘာဝတက်တက်တာရှိတယ်ဆိုတဲ့အနေထားတစ်ခုမိမောင်းထိုးပြထားတာဖြစ်သောကြောင့်ဒီအသိဉာဏ်ရှင်းရှင်းကြီးရနိုင်တာဖြစ်သောကြောင့်အဘိဓမ္မာပညာရည်သည်နာမရူပပြိစေတာ အနာလိုက်ဆော့မိုင်းနဲ့မက်တာဆိုတဲ့ပညာရက်ဖြစ်တော့ကြောင်းအဘိဓမ္မာဟာအလုံးကိုအရေးကြီးတယ်လို့ဆိုလိုတာပေါ့ The importance of ဘိဓမ္မာဘိဓမ္မာဟာသိအရေးကြီးတယ်တဏှာဝကလွတ်ဖို့အတွက်ကြိုးပမ်းအထောက်ကြတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာတက္ကရာဒိဋ္ဌိဆိုတဲ့ဒတိုင်းကြီးကိုမကျော်လွှားနိုင်လို့ရှိရင်ထို့သို့ကျော်လွှားတယ်ဆိုတဲ့နေရာမှာလဲတဝေနပฏิဝေဒ သင်ယူပြီးတော့ထိုးထွင်းနိုင်တဲ့အသိဉာဏ်ကိုရှေးဥစွာယူကြဒါကိုအနုဘောဓလို့ခေါ်တာအနုဘောဓဆိုတာ book knowledge literal meaning နဲ့ပြောမယ်ဆိုရင် proper knowledge အနုဘောဓအနုဘောဓဆိုတဲ့ book knowledge ပေါ်မှာအခြေခံပြီးတော့မှပฏิဝေဒဆိုတဲ့ direct knowledge penetration ဆိုတာ ਨੇ နောက်ဒုတိယသင်ထိုးပေါက်ပြီးတော့သိရမှာ ဲ့ကြောင့်မို့အပြီးတော့မှပညာရသည်သင်ယူယုံတဲ့အထင်ပဲအနုဘောဓဆိုတဲ့ book knowledge သို့မဟုတ် proper knowledge ကိုဖြစ်ပေါ်စေတာဖြစ်တယ်ဘုရားရဲ့ဆုံးမတရားတော်တွေကိုချွင်းချက်မရှိနားလဲလက်ခံနိုင်အောင်အပြီးတော့မှအရေးပါတဲ့ရေးကြည့်တယ်အပြီးတော့မှလို့ဆိုတာဒီနေရာမှာနှမျိုးခွဲခြားပြီးတော့မှတ်သားရမှာ အဘိဓမ္မာခုနှစ်ကျမ်းဆိုတာရေအဘိဓမ္မာသဘောတရားဆိုတာကျမ်းဆိုတာကြတော့ဖွဲ့စည်းထားတဲ့အတိုင်းအလုံးသိတဲ့အတိုင်းဓမ္မသင်္ကနီကိုသင်ရမှာလားဝိပင်္ဂဓာတုကရပုဂ္ဂလပညာရမကပဌာနာကိုသင်ရမှာလားလို့ဆိုအဲ့ဒီအဓိပ္ပာယ်တဲ့ထိုကျမ်းနေမှာပြောထားတဲ့ essence of အဘိဓမ္မာအဘိဓမ္မာရဲ့အနှစ်သာရော ခြုံငုံသုံးသပ်ပြီးတော့ယူမယ်ဆိုလို့ရှိရင်နန်းနဲ့ယုံနှစ်ခုပဲအဓိကထားတာဟောဘဲကျမ်းမဲ့တင်းတင်းကျမ်းပုံစံနဲ့တင်းယူသည်ဖြစ်စေအဘိဓမ္မာရဲ့အနှစ်ချုပ်ကိုသိဖို့ရအမတန်မှအရေးကြီးတယ်အဘိဓမ္မာအနှစ်ချုပ်သိခြင်းသည်ပင်လေနာမရူပပြိစေတာတဝနာပฏิဝေဒအနေအားဖြင့် book knowledge ကိုအရင်ရအောင်ကြိုးစား book knowledge ရပြီဆိုတဲ့အခါကျတော့မှ direct knowledge ဆိုတာရလာမှာဖြစ် ဒါကြောင့်မို့မြတ်စွာဘုရားကအနုဘောဓာပฏิဝေဒာဒီစံလုံးနှစ်ခုတွဲဖက်ပြီးတော့တုံတာတဆင့်စီသွားတာတဝနာပฏิဝေဒာဖြစ်ပြီးတဲ့နောက်မှာဘာဝနာပฏิဝေဒာဖြစ်ဖို့လိုလားအဲ့ဒါကြောင့်မို့တက္ကရာဒိဋ္ဌိလို့ဆိုရဲခန္ဓာ၅ပါးပေါ်မှာလွဲမှားနေတဲ့အယူဆတစ်ခုအတ္တအယူဆတစ်ခုကိုခြေဖြတ်ဖို့အတွက် အဘိဓမ္မာပညာရဟာအလွန်မဲ့အရေးပါတယ်ဆိုတာရှင်းဥစွာမှတ်သားကြရမှာဖြစ်တယ်ဘုရားမသားစစ်စစ်ဖြစ်ဖို့ဆိုလို့ရှိရင်ကံကံဤကျိုးလက်ခံခြင်းဆိုတဲ့အခြေခံရှိရမယ့်အပြင်နမရူပပရိစေရညာနဲ့ပစ္စယပရိကဟညာဒီညာနှစ်ခုခိုင်ခိုင်လုံလုံရှိနေမှာဘုရားမသားဖြစ်တယ် သုလသောတပံလို့ပြောတာဘုရဘသာအခြေခံခိုင်ကပ်သွားတဲ့အဓိပ္ပာယ်မျိုးဆိုလို့ဒါကြောင့်မို့သောတပန္နဆိုတာလမ်းကြောင်းပေါ်ရောက်သွားပြီနိဗ္ဗာန်စီးနိဗ္ဗာန်ကိုစီးသွားတဲ့မေခင်ဆိုတဲ့မကလို့ဆိုတဲ့လမ်းကြောင်းကြီးပေါ်ရောက်သွားပြီဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာ street enter လမ်းကြောင်းကြီးတွေရောက်သွားပြီဆိုလိုတာ လမ်းပေါ်ရောက်သွားပြီဆိုရင်ဆက်မောင်းသွားရုံပဲလမ်းမားเสียမှာမရှိတော့ဘူးလမ်းပေါ်မရောက်သေးဘူးဆိုရင်လမ်းမားနိုင်သေးတယ်ပေါ့ဒါကြောင့်မို့လမ်းပေါ်ရောက်သွားပြီဆိုအွန်လိုင်းဖြစ်သွားပြီလို့ပြောတဲ့သဘောအဲ့ဒါလို့အွန်လိုင်းဖြစ်သွားဖို့အတွက်အဘိဓမ္မာများစွာအထောက်အကူဖြစ်လို့ဘာသာတရားတွေရဲ့အတိတ်နဲ့မှန်ကန်မှုကိုဆုံးဖြတ်ဖို့ရအတွက်က ဟောဒီအပြီးတမှာပညာရအရေးပါဆုံးပဲဖြစ်တယ်အတ္တကိုခြေဖြက်ပြီးတော့ရုပ်နဲ့နာနှမျိုးသာရှိပြီးတရားဆိုတဲ့အမှတ်တင်ညာဖယ်ရှားပြစ်နိုင်မို့ရဟာတော့ဟောဒီအပြီးတမှာပညာရဟာအရေးပါတယ်လို့နာမရူပပရိစေရဏသမုံနာမရူပဝဝဋ္ဌာနေနတက္ကယဒိဋ္ဌိယပါဟနံနန္ဒယုတ်ကိုပိုင်းခြားမှတ်သားတတ်သောဉာဏ်ဖြင့် သက်ကာယဒိဋ္ဌိဆိုတဲ့မှားရင်းနဲ့အမြင်တစ်ခုကိုဖယ်ရှားနိုင်တယ်ဆိုတဲ့စကားအမြဲတမ်းမှအရေးပါတယ်။ဒါကြောင့်မို့ the importance of ဘိဓမာဆိုတာနဲ့ပတ်သက်ပြီးဘာကြောင့်ဘိဓမာဟာအရေးပါတယ်လဲလို့ဆိုရင်ဝိပဿနာဉာဏ်ရဲ့ foundation ဖြစ်တဲ့နာမရူပပြိစေရာဉာဏ်နဲ့ပစ္စပရိက္ခဉာဏ်ဆိုတာကိုယဉ်တန်စေနိုင်သောကြောင့်အဘိဓမ္မာဟာအရေးပါတယ်ဒီလိုဆိုလိုတာပေါ့ အေးဘီးဓမာကိုဘယ်လိုလုပ်ပြီးတော့လေ့လာကြမလဲသင်ယူကြမလဲမိမိတို့ရဲ့အသိဉာဏ်တွေကို how to increase အဘိဓမ္မာ knowledge ဘယ်နည်းတွေနဲ့အဘိဓမ္မာဉာဏ်ကိုမြင့်တင်ရအဘိဓမ္မာဆိုဒီမှာကျမ်းစာကိုရည်ညွှန်းတာရှိတယ် accent ဆိုအဘိဓမ္မာကိုရည်ညွှန်းတာရှိတယ်ကျမ်းစာသင်လိုက်ရင်လည်း accent ကိုရတာ အက်ဆန့်တင်လိုက်ရင်လည်းအဘိဓမ္မာနှစ်ချုပ်သိတာအဲ့တော့အဘိဓမ္မာကျမ်းဂန်ကြီးရဲ့အဓိကဟောပြောဆုံးမထားတာကတော့ယုံနဲ့နှစ်မျိုးပဲအေးပြဉ္ညာကိုဖော်ပြတဲ့ပုဂ္ဂလပြဉ္ညာမပါဘူးလားလို့ဆိုပါတယ်အဲ့ဒီပြဉ္ညာတွေဟာလည်းပဲဒီပရမတ်ရဲ့သဘောကိုထင်ရှားအောင်လို့ရသော်ဘုရားက အမြင်ပညာတွေနဲ့ထည့်သွင်းပြီးတော့ဖော်ပြထားတာဖြစ်တယ်။တကယ်အနှစ်သာရကတော့ယုံနဲ့နာနှမျိုးသိဖို့ပဲအဓိကကြတယ်။တချို့ကမေးခွန်းထုတ်တယ်အဘိဓမ္မာမတက်ဖဲတရားအထုတ်လို့မရဘူးလားလို့ဒီလိုမေးခွန်းတွေထုတ်ကြတယ်။ဘိဓမ္မာမသင်မဲနဲ့တရားအထုတ်လို့မရဘူးလားလို့ဆိုအဘိဓမ္မာဆိုတာဘိဓမ္မာထသင်ကိုသင်ကြံကိုပြောတာလားဓမ္မသင်္ကနီဝိပင်္ဂတန်တုကထပုဂ္ဂလပြညာ ကထာဝတ္ထုပဋ္ဌာန်းကိုပြောတာလားလို့သူ့ကိုပြန်မေးရပြန်မေးလိုက်လို့ရှင်ចန်းစာကိုတော့မတင်မဲနဲ့တရားထုတ်လို့ရပါတယ်သို့သောရှုံဏဆိုတဲ့အဘိဓမ္မာသဘောတော့မတင်လို့မရဘူးအဲ့ဒီចန်းစာတွေမှာအဓိကဖော်ပြတာဘာတွေတုံးလို့ဆိုရင်ရုပ်နဲ့နာမဖြစ်တယ်ကာမောင်းညင်နေဆိုရင် ကားရဲ့ engine နေအစိတ်ပိုင်းနေမသိတောင်ပါပဲ how to drive တော့သိရမှာပေါ့ကားဘယ်လိုမောင်းရမယ်ဆိုတာမသိဘဲနဲ့တက်မောင်းရင်တော့မဖြစ်ဘူးပေါ့ဒါကြောင့်မလို့ကမ္ဘာတရားအထုတ်ပြီးဆိုလို့ချင်း how to practice how to meditate ဆိုတာသိရအဲ့ဒီ how to meditate လို့သင်ပြီးဆိုလို့ကလေးကယုံနဲ့နံကိုသင်ရပြီပဲဒါကြောင့်မလို့ပြောမယ်ဆိုရင်ယုံနဲ့မသိဘဲနဲ့တရားအထုတ်လို့မရဘူးကြားတော့ ရုပ်နဲ့နာမကွဲပဲနဲ့သွားတရားအထုတ်လို့ရှိရင်လွယ်မားမှာဖြစ်တယ်။ကားဘယ်လိုမောင်းရမယ်ဆိုတာမသိပဲတက်မောင်းရင်ဟိုတိုက်ဒီတိုက်ဖြစ်မှာပဲ။အဲ့ဒါကြောင့်မလို့အဘိဓမ္မာဟာဝိပဿနာတရားအထုတ်ဖို့အတွက်လည်းပဲအရေးပါတယ်ရုပ်နဲ့နာကိုသင်ရမယ်ဆိုတာအရေးပါ။အဲ့တော့ခုနဆရာတော်ဥဇောရိကပြောသွားတဲ့အထဲမှာ နိုင်ငံညာသားတွေဟာအဘိဓမ္မာအလွန်စိတ်ဝင်စားနေတယ်ဒီပညာရနိုင်ငံညာတိုင်းပြည်တွေမှာရှားပါပစ္စည်းတစ်ခုအနေနဲ့တကယ်ကိုသူတို့ပြောတဲ့ philosophy တို့ psychology တို့ဆိုတာတွေကအပေါ်ယံမျှတာဖြစ်ပြီးဘုရားရဲ့အဘိဓမ္မာတော့အသေးစိတ်လေ့လာထားတာမရှိပါဘုရားရဲ့အဘိဓမ္မာလို့ အကြောင်းနဲ့အကျိုးနဲ့တိတိကျကျဟောပြောထားတာမရှိလို့အလွန်စနစ်ကြတယ်ပညာရဖြစ်ပြီးအလွန်လဲမှန်ကန်တဲ့ပညာရဖြစ်လို့ဒီအကြောင်းအရာကိုအလေးနဲ့ထားပြီးစဉ်းစားကြတဲ့နိုင်ငံသားတိုင်းဟာဘုရားရဲ့အဘိဓမ္မာတရားကိုလေ့လာလို့တာဟာမှန်ကန်တယ်ပေါ့ဘုန်းကြီးတို့အနေနဲ့ဂျာမနီနိုင်ငံကို၅နှစ်ဆက်တိုက်သွားပြီးတော့ ပြီးတော့မှတင်တန်းပို့ချပေးခဲ့ဘူးတယ်။နယ်သာလန်နိုင်ငံကို၄နှစ်ဆက်တိုက်သွားပြီးတော့ပို့ချမိတယ်။အဲ့လိုပို့ချတဲ့အတွေ့အကြုံတွေများစွာရှိခဲ့တယ်ပေါ့။လာတက်တဲ့လူနယ်သာလန်မှာ30လောက်နဲ့30ပတ်ဝန်းကျင်ပြီ။ဂျာမနီမှာလည်း30ကျော်ပတ်ဝန်းကျင်လာရောက်ပြီးတော့လေ့လာကြတယ်။အပြီးတော့စိတ်ဝင်စားမှုမျိုးစေ့တော့ကြာသွားပြီလို့သူတို့ပြော။ အဲ့ဒီမျိုးစေ့ကိုရှင်တန်အောင်ဆက်လက်ထိန်းသိမ်းနေတာတော့ခွန်ကြီးတို့စီဝိရမသင်္นานတက်သွားပြီအပြည့်ပြည့်ဆိုင်ရာထေရဝါဒဘုရွတ်သာသနာပြည့်တဲ့ကဲ့သို့မှာပထမနှစ်ကျောင်းသူဖြစ်တဲ့ဂျမန်မျိုးသမီးကြီးမစ်ခရစ်စတာဆိုသူကအပြည့်ဓမ္မအတွေ့အကြုံတစ်ဆင်လဲမြန်မာပြည်လာပြီးအပြည့်ဓမ္မသင်္นานတက်တော့မယ် အဘိဓမ္မာဘလောက်စိတ်ဝင်စားရလဲဆိုတာဘလောက်တင်ရတင်ရသူကအားမရစိတ်တိုင်းလာတက်တယ်အခုတော့တိလရှင်ဝတ်ပြီးတော့သူ့ကိုတော့အက္ခညာနေလို့ခေါ်တယ်တိလရှင်ဘောအားကမပြောင်းတော့အဘိဓမ္မာကိုအလေးနဲ့ထားပြီးဆွဆွမြဲမြဲသင်နေတာ16ကနေရှိသွားပြီသူကဒီကနေ့ထီအောင်လဲအဘိဓမ္မာနဲ့ပတ်သက်ပြီးလာရောက်ပြီးသင်တော့မယ်နှစ်စဉ်တစ်နှစ်တစ်ခေါက်ရောက်တယ် ဲ့တော့အဘိဓမ္မာဒေသနာတော်ဟာဘိဓမ္မာသဘောတရားတွေဟာနိုင်ငံခြားမှာသိအရေးကြီးတာဖြစ်သွားကြလွယ်လွယ်ကူကူရနိုင်တဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာနိုင်ငံခြားသားတွေရဲ့လိုအပ်ချက်အဘိဓမ္မာပညာရကို ဖြန့်ဖြူးပြီးပေးနိုင်မယ်ဆိုရင်အင်တာမတန်ဖိုးရှိမှာပါစေတကားနဲ့ပြောရင်တော့ဈေးွက်ကြီးတစ်ခုရှိရတဲ့နဲ့မရောက်ဘူးဆိုလို့ရှိရင်ကိုပဲညံ့ရရောက် အတမှမျောလင့်တောင်းတနေကြမျောလင့်တောင်းတနေကြတိကျင်ကြတယ်တက်ချင်ကြမနေ့ကပဲဒီဥရောပအရှေ့ပိုင်းကယူကရိန်းနိုင်ငံအရင်တော့ဆိုဗီယက်ပြည်ထောင်စုထဲမှာပါတဲ့ယူကရိန်းအဲ့ဒီယူကရိန်းနိုင်ငံကလည်းအပြီးတော့တက်ချင်လို့ဆိုပြီးတော့နှစ်ကြိမ်နှစ်နှစ်ရှိမြန်မာပြည်ကိုလာပြီးတင်းအဲ့တော့အပြီးတော့ စိတ်ဝင်စားစရာကောင်းတာဘာကြောင့်စိတ်ဝင်စားစရာကောင်းတော့ဆိုအသေးစိတ်လူ့ဘဝကိုလူ့ရဲ့အကြောင်းသေးစိတ်လေ့လာပြီးတော့ဟောပြောတာဖြစ်လို့ဟောပြောတာဟာသဘောတရားအယူဆတရားမျှတာမကပဲတကယ်ကိုဘဝကြီးတစ်ခုလုံးကိုပြောင်းလဲပြစ်နိုင်တဲ့အကြောင်းအကျိုးကျင့်စဉ်ကြီးတစ်ခုဖြစ်ဆိုပါတော့ဖီလိုဆိုဖီဆိုတာအတွေးခေါ်တတ်တတ်လက်တွေ့ပါကြမှာပါ ဖလိုဆိုဖီဆိုတဲ့ဟာဗုဒ္ဓရဲ့အဘိဓမ္မာကျတော့အတွေးခေါ်တတ်တတ်မဟုတ်ဘူးအတွေးခေါ်တတ်တတ်မဟုတ်ဘူးဒီအသိဉာဏ်ကိုထူထောင်ခြင်းဖြင့်မိမိတဏ္ဍာမှာရလာအောင်ထူထောင်ပေးခြင်းအပြင်မှားယွင်းနေတဲ့တက္ကရာဒိဋ္ဌိဆိုတဲ့အယူဆွဲကြီးတစ်ခုဖယ်ရှားပြစ်နိုင်ဖယ်ရှားပြစ်နိုင်ဒါကြောင့်မလို့အဘိဓမ္မာဟာစိတ်ကူးရင် အတွေးခေါ်ပညာရတခုမြတာမဟုတ်ဘူးတကယ်ကိုလက်တွေ့ကြတဲ့ပညာရတခုဖြစ်တယ်ဒါကြောင့်မလို့အဘိဓမ္မာကို apply လုပ်အောင် apply method နဲ့သင်ဖို့ပိုအရေးကြီးပါတယ်မြန်မာနိုင်ငံမှာသင်နေကြတဲ့ဘိဓမ္မာအခြေခံအားဖြင့်တော့ကျမ်းစာကိုသင်တဲ့ပုံစံမျိုးသင်နေကြတယ်တော်တော်များများကျမ်းစာကိုသင်ဆိုပါစို့လောဘုစိတ်ရှိခုနော်တောင်းတတာဘလောက်ရှိတယ်ဥပေက္ခာဘလောက်ရှိတယ် တာသင်္ခါရိကဘလောက်အသင်္ခါရိကဘလောက်တံပယုတ်ကဘလောက်ဝေပယုတ်ဒီထဲမှာတင်တန်တရာလဲနေမယ်ဆိုလို့ရှိရင်တော့ apply မဖြစ်ဘူးပေါ့အဲ့တော့ apply ဖြစ်အောင်လုပ်ဖို့လိုတယ် apply ဖြစ်အောင်အဲ့ဒီနည်းလဲသင်တော့သင်ပေါ့ဒါက book knowledge အနေနဲ့တော့သင်ရမှာပဲ book knowledge သင်ပြီးတဲ့အခါမှာအဲ့ဒီတင်ရပ်မထားပဲနဲ့ apply ဖြစ်ဖို့လိုတယ် apply ဆိုတာ လက်တွေ့ဘလို့အသုံးချမယ် how to follow how to practice ဒီဟာဒီမက်သတ်ကိုမှပေးဖို့နိုင်ငံသားတွေကြတော့မှတ်ရုံကိုသူတို့ကမကျေနပ်ဘူးအားမရဘူးသူတို့ကြတော့လောဘစိတ်ရှိခုသောမနတဘဏခုဥပေက္ခဘဏခုဆိုတာဒါတွေကိုသိစိတ်ဝင်စားမှုသူတို့သူတို့စိတ်ဝင်စားတာလောဘ သဘောကိုပြောရလောဘဟာဘယ်လိုဖြစ်လာဘယ်လိုဖြစ်လာလို့ဘယ်လိုထွက်ပေါက်ရှာဒီလောဘကိုဘာနဲ့ဖယ်ရှားရမယ်ချိုးနေရသူ့ရဲ့လုံးဝဖယ်ရှားပြနိုင်တဲ့ဤစနစ်အဲ့ဒါလို့ apply method နဲ့သွားတာကိုသူတို့ပို့သဘောကြအဲ့တော့ apply method နဲ့အဘိဓမ္မာကိုစာပေလိုလေ့လာပြီးတဲ့နောက်မှာ အပလိုက်မက်သတ်နဲ့ရှေ့ကိုတက်ဖို့လိုအပ်တယ်ပေါ့ဆိုပါစို့လူတူတယောက်ဟာအာယုံလေးတစ်ခုကိုအဆင်းအာယုံလေးတစ်ခုကိုမြင်လို့လိုချင်တဲ့စိတ်ပေါ်လာပြီအေးလိုချင်တဲ့စိတ်ကို analyze လုပ် analyze လုပ်တဲ့အခါမှာမင်းလိုချင်တဲ့စိတ်ဟာဝမ်းသာအာရဖြစ်တာလားတော့မဟုတ်ရိုးနေလို့စိတ်ထဲမှာလိုက်လိုက်လဲလဲမဖြစ်ဘူးလား ဝန္တာအာယဆိုတဲ့ခံစားချက်နဲ့တွဲလိုက်ရင်တောမနတဝန္တာအာယမဖြစ်လာဘူးဆိုလို့ရှိရင်ဥပိ္ခာနော်ဖြစ်လာတဲ့လောဘလေးတစ်ခုတည်းပဲလင်ခံစားချက်နှစ်ခုအရာနှစ်မျိုးဖြစ်သွားပြန်အဲ့ဒီနှစ်မျိုးကမှမင်းရဲ့ဝန္တာမှုမှာမာရဲနဲ့အမြင်နဲ့အခြေခံတာလားသို့မဟုတ်မာရဲနဲ့အမြင်ကိုအခြေခံမှု မရှိဘဲနဲ့ရိုးရိုးဖြစ်တာလားလို့ ဒီနှစ်ခုနဲ့ထပ်ပြီးတော့နှစ်ကိုနှစ်နဲ့မြောက်တဲ့အခါကျတော့လေးဖြစ်လာပြန်လောဘစိတ်လေးခုစာဖြစ်လာပြန်အဲ့ဒီလေးခုကမှအေးလောဘဖြစ်တဲ့အခါအတ္တတယောဖြစ်တာလားသို့မဟုတ်တဖြည်းဖြည်းတွေးပြီးတော့မှဖြစ်လာတာလားလို့ဆိုစရတဲ့ကအတ္တတယောချက်ချင်းကြီးထက်ထက်မြက်မြက်ကြီးဖြစ်တယ်ဆိုရင်အသင်္ခါရိကတဖြည်းဖြည်းကြတော့မှတွေးလေတွေးလေပို့ပြီးတော့ဖြစ်လာလေဆိုရင်တသင်္ခါရိကလို ဟောအဲ့ဒီနှစ်ခုနဲ့လေးကိုမြောက်လိုက်တဲ့အခါ၈ခုဖြစ်အဲ့ဒါလောဘုစိတ်၈ခုဖြစ်တယ်ဆိုတာစိတ်ရဲ့အခြေအနေတွေကိုဖော်ပြခြင်းသာလည်းဖြစ်တယ်ဗောအဲ့ဒီလောဘုစိတ်၈ခုလို့ခွဲခြင်းဟာဒီထိတဲ့ပို့ခွဲလို့မရဘူးလို့ဆိုတာမဟုတ်ဘူးဒါက basically division လို့ခေါ် basically analyze basic အနေနဲ့ခွဲပြတယ် အဲ့ဒါကိုအာယုံ6ပါးနဲ့မြှောက်လိုက်မယ်နော်လောဘစိတ်ရှိခုကိုအာယုံ6ပါးနဲ့မြှောက်လိုက်မယ်လောဘစိတ်တွေအများကြီးဖြစ်လာအတိတ်ကလောဘမှုအနာကအတိတ်နာကပစ္စုပန်နဲ့မြှောက်လိုက်မယ်ဟောလောဘစိတ်တွေအများကြီးဖြစ်လာအဲ့ဒီလိုအဘိဓမ္မာသဘောအရလက်တွေ့ကြားကြသရဝါတွေရဲ့စိတ်နေသဘောထားတွေဟာအမြတခုနဲ့တခုမတူညီတဲ့စိတ်နေသဘောထားတွေရှိတာဖြစ်သောကြောင့် လောဘစိတ်ဟာလည်းပဲယာထောင်ထိအောင်ဖြစ်ပေါ်လာမှာပဲဖြစ်တယ်ပေါ့ basically division ကြတော့ရှစ်ခုဆိုတာ basic အပြင်ခွဲပြားတာသာဖြစ်တယ်ရှစ်ခုကိုတရေသေးမှတ်ထားဖို့မဟုတ်ဘူးဒီရှုထောင်ကခွဲတယ်လို့ပြောခံစားချက်ရှုထောင်ကခွဲတယ်အမြင်ရှုထောင်ကခွဲတယ်အားတက်မှုမတက်မှုဆိုတဲ့ထမြဲမှုမထမြဲမှုဆိုရင်ဒီရှုထောင်ကခွဲတာတခြားရှုထောင်တွေကခွဲရင်ဒီတွေပိုများလာမယ်ဆိုတော့ သဘောတရားတွေလည်းပဲရှိတယ်ပေါ့ဒါကနမူနာကို ပြောတာအဲ့ဒါလိုပဲကြံတဲ့စိတ်တွေကလည်းပဲထုတ်တူပဲခွဲခြားကြရမှာဖြစ်တယ် apply method နဲ့လက်တွေ့ကျင့်သုံးမှုကိုပြပြီးရှေ့ကိုအဘိဓမ္မာသဘောတရားတွေကိုလေ့လာကြရမှာဖြစ်တယ်ပေါ့အဲ့ဒါလိုအဘိဓမ္မာရဲ့အရေးကြီးမှုအဘိဓမ္မာရဲ့နည်းနည်းမှုအဘိဓမ္မာရဲ့စွမ်းဆောင်မှုတွေကိုသိပြီးတဲ့နောက် အခုလိုဘိဓမ္မာသင်တန်းတွေဖွင့်ပြီးတော့ဘိဓမ္မာတရားကိုလေ့လာနေတာဟာအင်တာမန့်ကောင်းမြတ်တဲ့စီစဉ်တစ်ခုပဲဖြစ်တယ်။ဆရာတော်ဥဇောရိကမိန်ကြားသွားတဲ့အထင်ပဲ။အဘိဓမ္မာဒရခုဒီမန်းလေးဒီအဝေးတင်ဌာနကွဲကနေပြီးတော့ဒီမှာသင်လိုက်တဲ့သင်လိုက်လို့အဘိဓမ္မာဒရဖြစ်သွားတဲ့ပုဂ္ဂိုလ်144ဦးလို့ 144ဦးထီအောင်ပေါ်ထွက်လာပြီးတော့ဒီ144ဦးသောပုဂ္ဂိုလ်များဒီရှေ့ဆက်ပြီးတော့မိမိတို့ဖို့လဲလှုပ်ရှားနေအများကြီးပဲရှိသေးတယ်။တမန်အတိုင်းတာလေးတစ်ခုအရကုံဆုံးခြင်းသာဖြစ်တယ်ပေါ့။ဥပမာမဲ့တင်တန်းပြီးဆုံးခြင်းဟာပညာရပြီးဆုံးခြင်းမဟုတ်ဘူး။တင်တန်းပြီးဆုံးခြင်းဖြစ်တယ်။ကိုယ်စကုံခြင်းဟာပညာကုံခြင်းမဟုတ်ဘူးနော်။ပညာဆိုတာမကုံနိုင်ဘူး။ ဒါကြောင့်မို့ဆက်ပြီးတော့လေ့လာကြအောင်မှာဖြစ်တဲ့လေ့လာရင်းမဲ့မဆုံးနိုင်တဲ့ဒီလမ်းခရီးကြီးကိုရှောင်ရင်းနဲ့တစ်ဖက်ကလည်းပဲအများကိုမိမိကဲ့သို့အပြီးတမပညာရက်တွေရရှိလာအောင်ပြုလုပ်ခြင်းတွဲခေါ်သွားခြင်းဟာဒါသာသနာပြုခြင်းပဲဖြစ်ပါလေ။ဒါကြောင့်မို့အပြီးတမပညာရက်တွေကမ္ဘာအနှံ့ဖြန့်နိုင်အောင်ချီးမားတော့ ဒီရည်ရွယ်ချက်တွေထားပြီးတော့မိမိတို့ကိုယ်တိုင်အသေးစိတ်ဒီသင်ယူခြင်းအသေးစိတ်ဆင်ញင်သုံးသပ်ခြင်းဆိုရယ်ဥပပရိခာတကယ်ကိုဆင်ញင်သုံးသပ်ပြီးတော့နေရမှာဖြစ်တယ်။တမာအပြင်လောဘစိတ်ရှိခုလို့သိုံလေးနဲ့မချိနဲ့နဲ့ဘာကြောင့်ရှိခုဖြစ်တာလဲ။ဘယ်လိုရှိရှိခုဖြစ်တာလဲ။ဒီလိုလို့ရင်ရောရှိခုတယ်မပေါ်နိုင်ဘူးလား။ဘာကြောင့်ရှိခုခွဲရတာလဲဆိုတော့ အကြောင်းအကျိုးတွေမိမိတို့ကိုယ်တိုင်လေ့လာပြီးလူတိုင်းလူတိုင်းမှာဘာကြောင့်ဒီလိုစိတ်နေတဘာဝတရားတွေဟာများပြားရသလဲဆိုတာအကြောင်းနဲ့အကျိုးနဲ့သေသေးချာချာသိအောင်အဘိဓမ္မာပညာရက်တွေဆက်လက်ပြီးတော့လေ့လာကြရမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့အလုံးနိခုံးကျုပ်အနေနဲ့တိုက်တွန်းလိုတာအဘိဓမ္မာဟာ the most importance the importance of abhidhamma abhidhamma ha အလွန်လဲအရေးပါတယ် profundity of abhidhamma abhidhamma ha နဲ့လဲနဲ့နဲ့တယ်နဲ့နဲ့ပြီးတော့အရေးပါတဲ့ abhidhamma တရားတော်ဟာမြတ်ဗုဒ္ဓရဲ့သာသနာရဲ့အခြေခံလဲဖြစ်တယ်ဒါကြောင့်မို့ဒီ abhidhamma တရားကိုအလေးနဲ့သင်ယူပြီးတော့ထို abhidhamma မိမိတို့ကိုယ်တိုင်လဲ apply method နဲ့ရှေ့ကိုဆက်သွားဖို့မိမိတို့ကိုယ်တိုင်လဲ apply လုပ်ဖို့ သင်ကြားတဲ့အခါမှာလဲ apply method ဒီ traditional method apply method နှစ်ခုစလုံးကိုတွဲဖက်ပြီးတော့ကိုယ်တိုင်လက်တွေ့ချင်သုံးနိုင်တဲ့တဘာဝတရားတစ်ခုဖြစ်သို့ရောက်အောင်ဆောင်ရွက်သွားကြပါလို့ဏိကုံကျုပ်အားဖြင့်တိုက်တွန်းရင်ဩဝါဒစကားဏိကုံကျုပ်ပါ